အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ21ရက်21ရက်နေ့မှာတော့တကယ့်သတင်းထူတွေပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ Mandalay PDF နော် Mandalay PDF တွေကနေပြီးတော့ဒီကောင်းဆောင်ရောက်ကိုဖမ်းဆီးလိုက်တယ်နော်ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကလည်းတကယ့်စိတ်ဝင်စားစရာနော်သတင်းတစ်ခုအနေနဲ့ကျွန်တော်တို့ဒီနေ့ပါလာတယ်ပြီးလို့ရှိရင်တော့မောင်ချစ်သူနော် BJF မောင်ချစ်သူအဲ့ဒီမှာကြားဖြင့်ကိစ္စနေနေပြီးတော့ကြည်ကြိန်နေနေတဲ့ ုံစံမျိုးနဲ့သူတို့လုတ်တယ်เนาะလုတ်တယ်ဆိုတော့အဲ့ဒီမှာဖုန်းတွေပါတော့အကုန်လုံးသိမ်းတာပေါ့เนาะသိမ်းတယ်အဲ့ဒီထက်မှာเนาะပျောက်နေတဲ့လူတယောက်ရှိတယ်အဲ့ဒါကဆော့ချစ်သူပဲเนาะဆော့ချစ်သူရဲ့မိသားစုကိုပါဝင်30နေရောက်ကဘယ်မှာပျောက်သွားလဲเนาะတင်းသမားတွေမေးနေတယ်အခုเนาะဒီဖက်ကနေပြီးတော့လူမှုကွန်ရက်ပေါ်မှာလည်းတော့ကိုတင်းပြတ်နေတယ်အဲ့ဒီမုံချစ်သူဘယ်မှာရောက်နေလဲဆိုတဲ့ဟာကိုเนาะသူရဲ့တပည့်ကဘယ်လိုပြောလဲဆိုတဲ့ဟာကိုအဲ့ဒီတင်းကလည်းတကယ့် ကျွန်တော်တို့အတွက်စိတ်ဝင်စားစရာတည်တင်းတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမယ်။နောက်တစ်ခုကစကိုင်းတိုင်းမှာလည်းပဲเนาะကျွန်တော်တို့တကယ်တော်လိုင်းအဖွဲ့တွေကနေပြီးတော့ထပ်တော့သိနေစကိုင်းမှာတော်တော်ကိုစစ်ရှုံးနေတယ်။နောက်စစ်ရှုံးနေတယ်ဆိုတော့တိုင်းမုံကိုတိုင်းတော့မှအမှုပတ်နေတဲ့ကိစ္စနောက်တစ်ခုကဒီမကွေးတိုင်းမှာလည်းပဲနောက်ဒီဖက်ကအေးအေးနဲ့ပူပေါင်းအဖွဲ့တွေကနေပြီးတော့ဝင်ကျုံးလာဒီမှာစခန်းတစ်ခုပါသွားတယ်ဆိုတော့ပုံစံမျိုးတွေဒီနေ့နောက်သတင်းမီဒီယာတွေမှာတွေ့ရနိုင်မယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ပြောချင်တဲ့သတင်းကတော့ ော်မကွေးတိုင်းချောင်းကိုကျွန်တော်တို့သွားရအောင်နော်မကွေးတိုင်းဒီပေါ့မျိုးနေအဲ့ဒီမှာဝန်ကျုံးရွာနဲ့တစ်ချိုကုန်းရွာမှာရှိတဲ့ပြူစော်တီစခန်းအဲ့ဒီစခန်းတစ်ခုကိုနေပြီးတော့တော်လိုင်းရဖွေတွေကဝင်ပြီးတော့ကျုံးတယ်ကျုံးတဲ့အခါကျတော့အဲ့ဒီမှာတိမ်ပတ်ရရှိတယ်ဆိုတော့အင်အားကတော့ဘယ်လောက်ရှိလဲဆိုလို့ရှိရင်တော့နေရာရှိတယ်အင်အားနေရာပြူစော်တီအင်အားနေရာရှိတယ်ဆိုတော့အဲ့ဒီအင်အားနေရာကတော့အဲ့ဒီအခုနကတိမ်ပတ်လိုက်တဲ့နော်စခန်းတစ်ခုမှာရှိတဲ့အင်အားမဟုတ်ဘူးနော်ရွာလေးရွာရှိတယ်နော်ရွာလေးရွာမှာအင်အား နေရာရှိတယ်နော်အင်အားနေရာရှိတယ်ဒီပေကတော့တရွာမှာလူပေါင်း50 50ရှိတယ်ဆိုတော့ခူးကတိတ်ပတ်ရရှိတာကစခန်းတစ်ခုဆိုတော့ရွာတစ်ခုပေါ့နော်အဲ့ဒီမှာဝင်ကျုံရွာနဲ့တိချုံကုန်းရွာအဲ့ဒီနေရာမှာရှိတဲ့ဒီ Pure Sort TS ခန်းကိုအကုန်လုံးဒီဖက်ကနေပြီးတော့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်အကုန်လုံးမီရှုဖြစ်စီလိုက်တယ်ဒီမှာ သူတို့ရဲ့လက်နက်ခေရန်တွေလည်းတင်ပြရရှိရဲအဲ့ဒီမှာကျွန်တော်တို့ဒီဖြူစောတိအယောက်ပေါင်း3ယောက်ကိုအရှင်ဖမ်းမိတယ်နှာရှင်ဖမ်းမိတယ်အဲ့ဒါလည်းတည်ငောင်းပဲဆိုတော့ပေါက်ပေါက်ဆိုတော့ပေါက်ကိုတော်တို့ဘာလို့နေမြေတယ်ပေါ့နော်ပေါက်မျိုးဆိုတာနော်အဲ့ဒီမှာပေါက်နေဆိုတာအဲ့ဒီပေါက်ကိုတော်ဟောင်ဘောဟောင်ဘောလုံးနေတဲ့ပေါက်ကိုတော်ရဲ့နေမြေတယ်ပေါ့ဆိုတော့အဲ့ဒီမှာဖြူစောတိရွာ4ရွာမှာတော်တော်ကိုနော်အစာငတ်နေတယ်ဘာဖြစ်ဆိုတာလမ်းကြောင်းတွေကိုကိုလုံးတော်လုံးရဲ့ဖွဲ့တွေကအဲ့ဒီမှာဖြတ်တောက်လိုက်တယ်ဆိုတော့သူတို့ကတကယ်ပြောဦးတွေကိုစားတဲ့အဆင့် သူတို့ရောက်နေတယ်เนาะရိတ်ခါတွေသူတို့ပို့လို့မရဘူးဆိုတော့ပက္ကိုတော်ကလည်းတော်တော်ကိုអော်နေတယ်အဲ့ဒါကိုเนาะဆိုတော့ခုကတော့အဲ့ဒီမှာပြူရွာเนาะ၄ရွာထဲမှာ၂ရွာကိုပိန်ပရရှိတဲ့အဲ့ဒီ၄ရွာစလုံးမှာဆိုလို့ရှိရင်အင်အားကနေရာရှိတဲ့ဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုကကျွန်တော်တို့မလေးတို့ထိုင်းတို့စသဖြင့်လူငယ်တွေတော်တော်တို့တော့ရှောင်ပြီးတော့သွားကြတယ်เนาะနီလန်ဘောင်းဆောင်လေးပေါ့ဘာဖြစ်လို့ဆိုတော့တော်လန်ရင်းမှာလည်းသူတို့ကတနက်ကင်ပြီးတော့ နော်ဖန်ဆောင်ခြင်းတဲ့ပုံစံမျိုးတို့မရှိဘူးပြီးလို့ရှိတော့အိမ်မန်နေပဲတော့လေမအလကသူတို့ဒီဖက်မှာတွန်လိုင်းဖက်မှာမလုံခြင်းတဲ့ကြာနေပြီးတော့သူတို့ကဟုတ်ကဲ့မတွန်လိုင်းရေးဖက်မှာမလုံပေးနဲ့တွန်လိုင်းရေးနဲ့အတိုက်ခံဖြစ်တဲ့ဒီပြည်သူစစ်နော်ပုံစံမျိုးနဲ့လွတ်ရမယ်ဆိုတော့လူငယ်တွေကတော့နီလန်ဘောင်းစုံတွေကတော့သူတို့ထွက်ကြတယ်နော်နိုင်ငံခြားမှာထွက်ကြတယ်အခုထိုင်းနိုင်ငံထိုင်းနိုင်ငံတို့ဘာလို့ဆိုရင်နေစင်နေစင်နော်ဖန်ခါနာမနေဘူးအဲ့ဒီဖန်ခါနာတဲ့ထဲမှာလည်းတချို့လူတွေကပြန်ပြီးတော့ပုတ်ခါနာတယ် ်အမလာကပုခါနဲ့လူတွေကိုပြန်ပြီးတော့စေမုံထမ်းခိုင်းတယ်စသဖြင့်နော်မုံလုံးဆက်ကိုကတ်တလုံးပဲအော်လေပတ်နေတာပဲအဲ့ဒီမှာเนาะကျွန်တော်တို့တော်တော်ကိုအချိန်နေဆုံးနေတယ်ဆိုတော့လူငယ်တွေကထွက်ပြေးတဲ့အခါကျတော့အခုမြန်မာနိုင်ငံသားဒီမလေးရှားမှာဆိုလို့ရှိရင်တော်တော်ဖန်ခါရတယ်အခုထိုင်းမှာလည်းဖန်ခါရတယ်စုစုပေါင်းဒီနေရာမှာဆိုလို့ရှိရင်စုစုပေါင်းเนาะအယောက်ပေါင်း300ထီတောင်မှာဖန်စီချင်းကိုခံရတယ်ဆိုတော့လူငယ်တွေကတော့ပုံမှန်ပြည့်ရဲ့အထောက်ထားကျွန်တော်တို့တရားဝင်သွားတာမဟုတ်တဲ့အခါကျတော့အထောက်ထားမေးတွေဖြစ်တဲ့အခါကျတော့ဖန်ခါရပြန် အီမာနေပဲတော့လဲစစ်မှုထမ်းဖို့အတွက်ရှိတော့မှာပို့ခါဗျာအဲ့ဒါမသွားချင်တဲ့လူတွေကအဲ့ဒီမှာတိုင်းပေါင်းယာနေချီတော့ပေးရဗျာစသဖြင့်တော်တော်ကိုတော့မြန်မာနိုင်ငံရဲ့အခြေအနေကလူငယ်တွေရဲ့ဘဝကတော့တော်တော်ကိုအခြေအနေဆိုးနေတယ်ဆိုတဲ့ဟာကိုတော့ဒီတည်င်းတွေကိုကြည့်ချင်အဖြစ်ကျွန်တော်တို့တွေ့နေတယ်နောက်တစ်ခုကစကိုင်းတိုင်းချောင်းဦးမျိုးနေမန္တလေးမုံရွာ အဲ့ဒီလမ်းမှာမှာဆိုလို့ရှိရင်ဒီဘက်ကတော်လိုင်းရဲ့ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်လိုက်တယ်မိုင်းဆွဲတိုက်ခိုက်တဲ့ဆိုကြရနဲ့ကျွန်တော်တို့နောက်တို့တည်င်းတွေဂျူရထားပြီးသားဆိုတော့တည်င်းတွေဂျူထားရထားတာကဘာဖြစ်ဆိုတော့ပြည်သူလူထုတွေရဲ့ကုညီဗန်ပုံမှုဆိုတာကိုကျွန်တော်တို့တွေ့ရနိုင်မယ်သူတို့ထောင်းလိုင်းရဲ့တွေတော့ရှိမှာပေါ့ထောင်းလိုင်းရဲ့နဲ့တွားတဲ့အခါမှာကာကွယ်ပေးဖို့ကပြည်သူလူထုကတော်တော်ကိုအရေးကြီးတယ်နော်သူတို့ရောက်ရှိနေတဲ့ဟာကိုနေပြီးတော့ကိုယ့်ဘက်မှာတည်င်းမပေါက်ချောင်း ပေးနိုင်တာကပြည်သူလူထုပဲเนาะပြည်သူလူထုပဲအဲ့ဒါကြောင့်ပြည်သူလူထုเนี่ยစမ်းကျင်ဖက်မနေရဘူးစမ်းကျင်ဖက်နေလို့ရှိရင်ကိုလုတ်တဲ့အရာကိုသူများကအကုန်လုံးတည်ပောက်ချားတယ်เนาะပောက်ချားတဲ့အခါကျတော့ဟိုဖက်ကကျူတင်ပြီးတော့ခုနလိုဒေါ်လာရဖွဲ့တွေလာလို့ရှိရင် mind switching ကိုခံရမယ်အခုက mind switching ကိုခံရတာကဒေါ်လာရဖွဲ့တွေကနေပြီးတော့ ခန္ဓာမဟုတ်ပေနဲ့စက္ကစဖရာလူတွေကခန္ဓာဖြစ်တယ်။ဘာဖြစ်ဆိုတော့သူတို့လာမှာကိုချူသိတယ်။သိတဲ့ခါကျတော့အဲ့ဒီနေရာလေးမှာမိုင်းထောင်တယ်၊မိုင်းဆွဲလိုက်တဲ့စသဖြင့်ခုနှစ်ယောက်အဲ့ဒီမှာကြွားတော့တယ်ဆိုတော့အတင်းကိုကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကကာရနီပင်နေဖားဆောင်မှာလည်းအဲ့ဒီမှာတော်တော်ကိုခဲလုတ်တဲ့လုတ်ွက်တယ်မှာဒီမှာလာကပုံချေတယ်။နောက်ပုံချေတဲ့ဒီ2025တနည်းအတွင်းမှာပဲအကြိမ်ပေါင်း17ကြိမ်သူတို့က ပုံချဲတယ်အခုဒီတစ်ခေါက်ပုံချဲတဲ့ခါမှာ၅ရောက်သေးတယ်နော်၅ရောက်သေးတယ်ဆိုတော့ဆင့်တစ်ချိန်တိုက်ခိုက်တဲ့ထဲမှာပုံချဲတဲ့ထဲမှာအဲ့ဒီမှာဘောလခဲမှာအဲ့ဒီမှာခဲလုတ်ကွက်တယ်မှာပေါ့နော်အဲ့ဒီမှာ၅ဇင်နဲ့9ရောက်အထိသေးတယ်ဆိုတဲ့ဟာကိုတွေ့ရတာပြီသူလူထုတယ်နော်ပြီသူလူထုတယ်အဲ့ဒီမှာခဲတယ်ပါတယ်တူတဲ့ခါကျတော့အဲ့ဒီမှာတော်လည်းရောက်ဖွဲ့ရရှိတယ်ဆိုပြီးမှနော်သူတို့ကပြစ်တာသူတို့ကတော့နော်အဲ့ဒါကတော့လုတ်ကွက်လို့ပါလို့ဆိုလို့ရှိရင်တော့တော်လည်းရောက်ဖွဲ့တယ်လေဒီတော်လည်းရဲ့အတွက်ငွေတွေပါတယ်လိုတဲ့ခါကျတော့အဲ့ဒီမှာဝင်ပြီးတော့လုတ်တယ် နော်အဲ့ဒါကိုပြင်မထားပြီးတော့ပြည့်တယ်ဆိုရင်တော့ထားပါတော့နော်အဲ့ဒီမှာစာတင်ကြောင်းလို့ဖုံးကြောင်းလို့ခရင်ကြောင်းလို့စသဖြင့်ဒီဟာတွေကိုပုံချေးတာတော့နော်ဘယ်လိုပြောမလဲနော်ဆိုတော့အခုကတော့ခေလုတ်ကွက်ကိုပုံချေးတယ်လူငါရောက်သေးတယ်ဒီနေ့စုစုပေါင်း2025မှာ59ရောက်သေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီခုနကမောင်ချစ်သူကိစ္စနော်မောင်ချစ်သူကဆိုလို့ရှိရင်ဒီကြောင်းချင်းကိစ္စနဲ့တကယ်အကြီးအကျယ်အဲ့ဒီမှာဒီအခုသူ့ရဲ့တပည့်နော် နိုင်မောင်စွာကတော့ပြောနေတယ်လေပြောနေတယ်သူပြောရဲဆိုခွင့်ရှိတဲ့လူပေါ့နော်သူကတော့ပြောတယ်ပထမသူတို့တိုက်ဖြတ်မယ်ဆိုပြီးတော့သူတို့ကြီးညာတယ်ပြီးလို့ရှိရင်တော့6ရက်နေသူတို့ဖမ်းပြီးတော့ဝင်ပြီးတော့စီးတယ်စီးတဲ့ဟာကလည်းအရင်ကတော့သူတို့တက်တက်လုပ်တယ်လို့ပြောတယ်အခုကတော့ယာယီသမဒအဲသူကတော့တုံးထားတာယာယီသမဒမအားလာကနေပြီးတော့ကြီးမှုပြီးတော့ဒုက္ခကိုရဲ့ဦးစီးကနေပြီးတော့ကြီးမှုပြီးတော့အခုဖအန်ကတကယ်တာဝန်ရှိတဲ့ နော်လူတွေနဲ့နေပြီးတော့အဲ့ဒါကိုဝင်စီးတာနှစ်ဖက်ပေါ့အဲ့ဒီပြရတော့သူတို့လည်းပါတယ်ဒီဘက်စကားစဖဲကလည်းပါတယ်လို့မျိုးသူတို့ကတကယ်ဗီဒီယိုရိုက်တာချင်းတိုင်းဆောက်အုပ်တွေပါတယ်တက်တာနော်တကယ်ဟောလိဝုဒ်မင်းသားတွေဇက်ကရိုက်တယ်လို့ပဲနော်ရိုက်ပြတာတွေ့ရလိမ့်မယ်ဆိုတော့အဲ့လိုမျိုးရိုက်နေတဲ့အချိန်မှာပျောက်နေတဲ့လူတယောက်ရှိတယ်နော်အဲ့ဒါကပါလဲဆိုလို့ရှိရင်မုံချစ်သူပထမတည်းရုပ်နဲ့ထိုင်းနဲ့သူတို့နေနေတဲ့အချိန်မှာဟောင်းဘောဟောင်းဘောပဲ အဲ့ဒီမှာ interview လို့ပါတော့သူတို့လုပ်တယ်အာငါတို့ကဆိုလို့ရှိရင်တော့အပြတ်ချိန်မုံတော့မယ်ဆိုပြီးမှသူကိုယ်တိုင်ပြောတယ်ငါတို့ကစလုံးနေပြီစသည်ဖြင့်ပြောပြောတဲ့အတိုင်းလုပ်တယ်စသည်ဖြင့်သူပြောသေးတယ်အဲ့ဒီအချိန်ခါတုန်းကနော်ဆိုတော့ခုကတော့အမေရိကကသူတို့ကိုပြစ်မှတ်ထားပြီးတော့နေရာသုံးခုကိုပိန်ထိုးလိုက်တဲ့ခါကျတော့နော်တော်တော်ကိုကြောက်သွားတဲ့ပုံစံမျိုးပဲမာလာလည်းတော်တော်ကြောက်သွားတယ်ဆိုတော့ခုမာလာကိုယ်တိုင်ကမှဖန်ထိလာပြီးတော့ဒီကြားဖြန့်အရေးကိုဂင်တွေရတဲ့အဆင့်ရောက်သွားတယ်နော်ရောက်သွားတယ်အဲ့ဒီဖန်မှလာပြီးတော့ဖန်ကလူတွေကိုမိဘူးထိုးတော့ပေါ့နော်မဟုတ်လို့ရှိရင်သူလည်းအဲ့ဒီကြံရပါ ဖြစ်တော့မယ်လေဆိုတော့အမေရိကကအခုပြောနေပြီသူကတော့အဲ့ဒီမှာအမြတ်စွန်းလုံးတွေကိုနေပြီးတော့ဘုံဆွေးမှုတွေရှိတယ်ဆိုတဲ့ဟာကိုအမေရိကကနေပြီးတော့မင်းတွေကလွတ်တော်မှာသူတို့ပြောတာကိုကျွန်တော်တို့တွေ့ရနေမယ်ဆိုတော့သူကတော့ဘယ်မှာပြေးနေလဲနော်အခုလူမှုကိုရောက်ပေါ်မှာတော်တော်ကိုပြတ်နေတဲ့စကားတလုံးရှိတယ်အဲ့ဒါကနေပြီးတော့ကိုရောက်သွားပြီသူတို့မိသားစုအပါဝင်32ယောက်နော်အဖွဲ့ဝင်32ယောက်အဲ့ဒီမှာရောက်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်မင်းကသူတို့နော်ဒီ20ရက်ကမှပြန်ပြီးတော့တည်င်းစာရှင်းနေပွဲလုပ်တယ်ဒီမှာတည်င်းထောက်တယောက်ကမေးတယ် အဲ့ဒီမောင်ချစ်သူကဘယ်မှာရှိလဲထွက်ပြေးပြီဆိုတာဟုတ်လားလို့မေးတဲ့ခါကျတော့ထွက်မပြေးဘူးတဲ့သူကအလုံများနေတယ်တဲ့ကောင်းဆောင်ဖြစ်တော့စာတင်ကြောင်းပဲပရဟိတတွေဘုံမျိုးကြောင်းတွေပြန်ကြောင်းဒီဖျားရှိခိုးကြောင်းပဲအဲ့လိုမျိုးပရဟိတတွေသူတို့လုံနေတယ်အလုံမအားဘူးတဲ့ငါတို့ကိုပဲညွန်ထားတယ်တဲ့သူကအပြစ်မရှိတဲ့အတွက်ကြောင့်ဘေးမမမပြေးပါဘူးတဲ့ရှိတယ်ပါတယ်ညာနေလည်းတော့ပြောတယ်ဒါပေမဲ့လုံးဝအလုံမျိုးဝင်စီးတဲ့အခါမှာအဲ့ဒီမှာတော့သူတို့ရရှိထားတဲ့အရာတွေကအများကြီးပဲ အဲ့ဒီမှာကွန်ပျူတာတုံးမှာလုံပေါင်း3000ကျော်ရတယ်เนาะအဲ့ဒီမှာဒီဖုန်းတို့ပါလို့ဆိုလို့ရှိရင်တော့2000ကျော်ရတယ်2000ကျော်ရတယ်ဆိုတော့တော်တော်ကိုဖန်ဆီရမိတယ်ဖန်ပြတာပေါ့เนาะအဲ့ဒီပြတော့အဲ့ဒီမှာရှိတဲ့လုံသမားတွေကတော့ကိုယ်တို့ခံရမှာပဲလေဆိုတော့နောက်တစ်ခုကသူငင်းတာရှိတယ် နော်အဲ့ဒီတရုတ်သထေးတွေကိုရွှေ့ပြောင်းထားတဲ့အဲ့လိုမျိုးပုံစံမျိုးဒီဖက်တတိယနဲ့ထွက်နေတဲ့ခါကျတော့အဲ့ဒီတပ်ပုံတွေနဲ့လည်းထွက်လာပဲနော်ဒါပေမဲ့သူတို့ကငင်းနေအဲ့ဒါတရုတ်သထေးတွေကအဲ့ဒီတကယ်နော်ဇနပုတ်တော့ရော်တယ်မှာဘယ်တော့မှမနေဘူးဆိုတဲ့ဟာကိုသူတို့နော်ဖရုတ်တာကိုတွေ့ရတယ်ဆိုတော့ဒီနေရာမှာတကယ်စိတ်ဝင်စားစရာကမောင်ချစ်သူအဲ့ဒီမှာသူပြောတဲ့ခါမှာရှိပါတယ်ဘယ်မှာရှိတယ်ကျွန်တော်တို့ကအနိကတ်ကုတ်ကင်းနေပါတယ်ဆိုတဲ့ဟာကိုသူလောကပြောင်းတင်းတင်းရေးရေးတင်းတင်းအဲ့လိုမျိုးပြောတာမဟုတ်ဘူး နော်သူရဲ့ပြောဆိုမှုကရှိပါတယ်သူကပရဟိတတွေလုပ်နေတယ်နော်အလုံးမအားလို့နော်သူရဲ့စင်ချေကအဲ့လိုပြောဖြစ်တယ်တကယ်အရေးကြီးတဲ့အချိန်မှာအရင်တော့တရုတ်နဲ့ထိုင်းနဲ့လုပ်တဲ့အချိန်မှာသူကိုယ်တိုင်ပဲပြောတာပဲနော်တကယ်အခုအမေရိကကဒီဂရုစိုက်နေတဲ့အချိန်မှာအိုင်ယွန်စိုက်နေတဲ့အချိန်မှာသူကိုယ်တိုင်မရှိဘူးတဲ့သူကဘယ်မှာရောက်နေတာလဲ နော်တကယ်မာလာတမဖြူဖြူဖြစ်တဲ့ဖြစ်နေတဲ့ဟာအဲ့ဒီလူကပြန်မရောက်သွားတာလေတက်တော့ကိုစဉ်းစားဖို့ကောင်းတယ်ဆိုတော့အခုကြားနေတဲ့တည်င်းကတော့သူတို့ရဲ့မိသားစုအပါအဝင်30နဲ့2ယောက်နေပြီးတော့မှရောက်နေတယ်ဆိုတော့နေပြီးတော့မှရောက်တယ်ဆိုတော့တော့ထေချပြီနော်တယောက်လက်ထက်ကိုရောက်တော့မယ်ဆိုတော့တယောက်လက်ထက်ကိုရောက်မလားသူ့ပဲထိုးကျွေးမလားဆိုတော့ကျွန်တော်တို့တက်တော့ကိုစဉ်းစားဖို့ကောင်းတယ်သူ့ကိုထိုးကျွေးရင်တော့လေနော်အဲ့ဒီမှာရှိတဲ့နေချားမှာဆိုလို့ရှိရင်တကယ်လုံခြုံရေးတွေကနော်သူတို့ဖက်မှာမနေတော့ဘဲနဲ့နော်ဖက်မှာကဲလို့နဲ့ပေါင်းတော့လို့ရှိရင်ဒါလည်းဒုက္ခ ။အဲ့ဒါကိုနေပြီးတော့ကိုကောင်းလေးသိမ့်ဖို့အတွက်ညနေဆန်ဖြစ်သွားမယ်။သူ့အတွက်တော်တော်အကျက်ရိုက်သွားတယ်။တကယ်တော့မပေးပြန်တော့လဲအဲ့ဒီကအမေရိကတောင်းလို့ရှိရင်ဘယ်လိုလုပ်မလဲ။စသည်ဖြင့်ဒါတွေကတော့တကယ်သူ့အတွက်ရှုပ်ထုတ်ဖြစ်သွားပြီ။နော်အဲ့ဒီမောင်ချစ်သူကဆိုတော့သူ့အခုတော်တော်ကိုပျောက်ချင်မလားပျောက်နေတယ်ဆိုတဲ့ဟာကိုဒီနေ့ကျွန်တော်တို့တွေ့ရနိုင်မယ်။ဒါပေမဲ့သူ့ရဲ့တပည့်ကတော့ပြောတယ်ရှိပါတယ်။ကျွန်တော်တို့ရဲ့ကောင်းဆောင်ကရှိပါတယ်။သူကလုံးမအားဘူးအဲစသည်ဖြင့် reason ပေးတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်။နောက်တစ်ခုကဒီစကိုင်းတိုင်းစစ်စင်မှာဆိုလို့ရှိရင်တော်တော်ကိုအရှုံးကြတယ်အရှုံးပေါ်တယ်အဲ့ဒီမှာတော်တော်ကိုရှုံးနေတယ်အခုစကိုင်းမှာစစ်ရှုံးနေတယ်ဆိုတော့အဲ့ဒါကြောင်းလေးအနောက်မြောက်ပိုက်တိုင်းစစ်ဌာနချုပ်ကတိုင်းမုံအဲ့ဒီဘုံမုံချုပ်မျိုးမင်းထွေးကိုနေပြီးတော့တော့ခေါ်ယူစစ်စစ်ခံရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နေပြီးတော့ခေါ်ပြီးတော့စစ်စေးနေတယ်ဒီပေတော့စကိုင်းတိုင်းမှာတော်တော်ကိုသူတို့မရှုမလားအဲ့ဒီမှာစစ်ရှုံးနေတဲ့အတွက်ကြောင့်တိုင်းမုံကို ခေါ်ဆစ်ဆေးရတဲ့အဆင့်အထိရောက်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒါကိုကြည့်ချင်အပြင်စကိုင်းမှာတိုက်ပို့တဲ့အကြီးအကျယ်ဖြစ်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်တချို့ကသတင်းမီဒီယာပေါ်မှာလုံးဝမတက်လာဘူးနော်အဲ့ဒီမြေပြင်ပေါ်မှာတကယ်အလုံးလုံးနဲ့ဟာလို့ရှိတယ်ဆိုတော့အဲ့ဒီသတင်းကလည်းတော်တော်ကိုအခုအနာကိုကြည့်ချင်အပြင်အခုတိုင်းမုန်းကိုတိုင်းတော့မှအဆစ်ဆစ်ခံရတဲ့အဆင့်အထိရောက်သွားတယ်။ဘာဖြစ်ဆိုမရှုမလားသူတို့ရှုံးလို့ဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်။နောက်တစ်ခုကမန်ဒလေးပီဒီအက်။နော်မန်ဒလေးပီဒီအက်မှာအဲ့ဒီတကယ်ဘို နော်ကော်မတီဝင်နှစ်ယောက်ကိုသူတို့ဖမ်းဆီးလိုက်တယ်။နော်ဖမ်းဆီးလိုက်တဲ့ဟာကလည်းနော်တကွကျွန်တော်တို့စိတ်မစားဘူးကောင်းတယ်။အဲ့ဒါကတိုက်ရဲ့ပိုင်ဆိုင်တဲ့ဘန်ဒါနော်ဘန်ဒါတွေကိုနေပြီးတော့သူတို့တရားမဝင်ထုတ်ယူသွားတယ်။အဲ့ဒီပြောက်ခိုးသွားတယ်။နော်သုံးဆွဲတယ်သူတို့ကိုပိုင် ပုတ်ကလစ်ကနော်ကိုပိုင်တကိုတကာရအတွက်သူတို့သုံးတယ်ဆိုတဲ့ပုံစံမျိုးပေါ့အဲ့ဒီနှစ်ယောက်ကနော်သူရဲ့တကယ့်အဲ့ဒီဆေးရဌာနမှုတယောက်ပါတယ်အဲ့ဒါကကိုမုန်တိုင်းလို့ခေါ်တယ်နော်မုန်တိုင်းကိုဖန်ထားတယ်နောက်တစ်ခုကဘန္နာရှာဖွေရဲ့ဌာနမှုကိုနိုင်ကြီးဆိုတဲ့လူကိုလည်းသူတို့ဖန်ထားတယ်ဆိုတော့သူတို့ဖန်ထားရတဲ့အတိတ်ကအကြောင်းရင်းကပါလဲဆိုလို့ရှိရင်အခု TNL ကနေပြီးတော့ဖန်ထားတာမဟုတ်ဘူး TNL တို့အဖွဲ့လည်းတော်တော်ဆုံးမထားတဲ့သူတို့ကိုနော်ဘာဖြစ်ဆိုမအလားတို့အဖွဲ့ကိုသူတို့သွင်းမယ်မင်းတို့လုံးဝမနှောက်ရှက်ရဘူးဆိုတဲ့ ဒီပေးချင်ကိုသူတို့ခံရတယ်ဆိုတော့အခုဒီထင်မှားတော့လေသူတို့အချင်းချင်းဖမ်းရပြီနော်ဖမ်းရပြီအဲ့ဒီမှာဆိုတော့အဲ့ဒါမန်ဒလေး PDF ကဖမ်းလာတော့အဲ့ဒါသူတို့အဖွဲ့တွေကသူတို့အဖွဲ့ကိုဖမ်းလာဆိုတော့အဲ့ဒီမှာစေရဌာနမှုတယောက်ဖမ်းဖမ်းခံရတယ်ပြီးလို့ရှိရင်ဖမ်းလာချဖို့ရဌာနမှုတယောက်ဖမ်းခံရတယ်ဆိုတော့အဲ့ဒီမှာစေရဌာနမှုကတော့ကိုမုံတိုင်းလို့ခေါ်တယ်အဲ့ဒီဖမ်းလာချဖို့ရဌာနမှုကတော့နိုင်ကြီးဖြစ်တယ်ဆိုတော့ဒီတည်င်းကလည်းတော်တော်ကိုရေပန်းစားတဲ့တည်င်းတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကရခိုင်ပြည်နယ်ဘူးတီတောင်မြို့နယ်မှာဆိုလို့ရှိရင်တော်တော်ကိုစစ်ပွဲဖြစ်တယ်အဲ့ဒါကအာဆာနဲ့နော်အဲ့ဒါမှမလာမရှိတော့ဘူးခုအာဆာနဲ့ဆိုတော့ အဲ့ဒီမှာ T2 type ပုံတွေမှာဆိုလို့ရှိရင် ASA ရဲ့နော်တကယ်တမုတ်တွေရောက်တာအဲ့ဒီမှာ Malkia ဖြစ်သွားတယ်ဆိုတော့ဒီနေ့သတင်းထပ်ပုံနဲ့သတင်းကောက်တစ်ခုနဲ့တက်လာတော့ကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ Normal 27ရက်နေ့မှာသတင်းမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနှိပ်ခါလို့ကိုနှိပ်ပေးချပါပြန်ကျွန်တော်ဒီ